နေ့ကမေလ18ရက်နေ့ညကမန္တလေးစကိုင်းအပါအဝင်မြို့ကြီးတွေမှာပြင်းထန်ကလင်းလှုပ်ခတ်သွားခဲ့တာကြောင့်ပြည်သူများစိုးရိမ်ထိတ်လန့်နေမင်္ဂလာပါပရိသတ်ကြီးရှင်မန္တလေးစကိုင်းအပါအဝင်မြို့ကြီးတွေမှာမေလ18ရက်နေ့ည10:25မိနစ်ဝန်းကျင်အချိန်မှာတိတိတသားကလင်းလှုပ်ခတ်ခဲ့တာဖြစ်ပြီးလှုပ်ခတ်သွားတဲ့အချိန်အနည်းငယ်ကြာမြင့်ကကျောက်ဆယ်မြို့အနီးကိုပဟိုပြုပြီးပြင်းအား9.2အဆင့်နဲ့လှုပ်ခတ်သွားခဲ့တာဖြစ်ပါတယ် တီငလင်ဟာပြီးခဲ့တဲ့မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ခွန်ဒသမခွန်အစင်ရှိတဲ့ငလင်ကြီးပြီးရင်ဒုတိယမြောက်အင်အားအကြီးဆုံးငလင် ဖြစ်တယ်လို့ဒေသခံတွေကပြောဆိုနေကြပါတယ်။ပြည်သူအများစုကတော့ငလင်ကြောင့်အင်အပြင်ထွက်နေခဲ့ကြရပြီးတော့မတ်လ28ရက်နေ့ကငလင်ပြီးရင်အကျန်းဆုံးနဲ့အကြဆုံးငလင်ဖြစ်တယ်လို့ပြောဆိုထားကြပါတယ်။မန္တလေးတိုင်းဒေသကြီးကျောက်ဆယ်မြို့ရဲ့အနောက်တောင်ဘက်14မိုင်ခန့်အကွာ အနက်30ကီလိုမီတာကိုဗဟိုပြုပြီးလှုပ်ခတ်သွားခဲ့တာလို့ငလင်ဌာနကထုတ်ပြန်ထားပါတယ်။ပြင်းထန်တဲ့ငလင်ဘေးကိုကြုံတွေ့ခဲ့ရပြီးတဲ့မန္တလေးလိုပြည်သူတွေအတွက်ကတော့မေလ18ရက်နေ့ညငလင်ဟာကြောက်စရာအကောင်းဆုံးလို့ပြန်ခန်းစားခဲ့ကြရပါတယ်။ဒီနေ့ညငလင်ကတော်တော်ကျန်းနေအချိန်လဲကြတယ်။10မိနစ်လောက်လှုပ်နေတာအကုန်လန့်ပြီးတော့လမ်းမော်ကိုဆင်းပြေးကြတယ်လို့မန္တလေးမြို့ကပြည်သူတအူးကပြောပြထားပါတယ်။ ခိုင်မြို့ပေါ်မှာလည်းည10:25မိနစ်အချိန်လှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်မြို့ပေါ်ရဲကွက်ကပြည်သူတွေပြေးထွက်လာခဲ့ကြရတယ်လို့လည်းသိရပါဗျ။ဒါအပြင်မိုးကုတ်တောင်ကြီးမိတ်တီလာ ကြောက်စဲရမဲတင်ပြင်းဦးတွင် မြင်းချံအပါအဝင်အခြားမြို့ကြီးတွေမှာလည်းငလင်းကိုတိတိတသာခန်းစားခဲ့ရတယ်လို့ပြောပါဗျ။မနေ့ကမေလ18ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်းကအင်အားအတော်ပြင်းလာကြောင်းပြည်သူတွေကတော့စိုးရိမ်ထိတ်လန့်နေကြတာလည်းဖြစ်ပါတယ်